လင်းရင်ပေါ်မှာမပါနေခဲ့ပေမဲ့ကန်တရားကြောင့်မို့အသက်ပေးလိုက်ရတဲ့အိန္ဒိယကစေချောင်းသားများအလုံးမဲမိကလာပါဗမိစနောင်းကနေချက်ဆွလိုက်ပါတယ်။နောက်ဆနေရနေ့ကအမတ်တာဘတ်မြို့ကနေလန်တန်ကိုထွက်ခွာပြန်တန်းသွားတဲ့ပြန်တန်းမှုအမှတ်စဉ် AI 171 Boeing လင်းရင်ကြီးအားမတော်တဆမှုကြောင့်မြေပြင်ကိုထိုးဆင်းသွားပြီးပောက်ကွဲမှုတွေဖြစ်ခဲ့တာပါ။လင်းရင်ပေါ်မှာပါတဲ့ပိုင်းလော်တွေရောဝန်တန်းတွေပါအသက်ဆုံးရှုံးသွားခဲ့တဲ့အပြင်ခီးသည်တွေလည်းကွယ်လွန်ခဲ့ပါတယ်။အသက်ရှင်ကျန်ရင်သူတိုးတာရှိပြီးတော့သူဟာလည်းအရေးပေါ်ထွက်ပေါက်ကနေခုန်ထွက်ခဲ့တာကြောင့်သာအသက်ရှင်ခဲ့တာဖြစ်ပါတယ်။ ခရီးသည်တွေထဲမှာအိန္ဒိယနိုင်ငံသား169ယောက်၊ဗြိတိန်နိုင်ငံသား53ယောက်၊ပေါ်တူဂီနိုင်ငံသား9ယောက်၊ကရီတာနိုင်ငံသား1ယောက်စုစုပေါင်း242ယောက်ပါဝင်ခဲ့တာပေါ့။လေရင်ဟာလူနေအိမ်တွေပေါ်ပြတ်ကျခဲ့တာကြောင့်လေရင်ပေါ်ပါလာတဲ့သူစုစုပေါင်း242ယောက်ပါဝင်မြေပြင်ပေါ်မှာရှိနေတဲ့လူတွေလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။မတော်တဆမှုကြောင့်ကွယ်လွန်တဲ့သူတွေထဲမှာဂူဂျာရတ်ပြည်နယ်ဝင်းကြီးကျောင်းဟောင်းလည်းပါဝင်ပါတယ်။ လေရင်ဟာဝင်းကနေပြုတ်ကျလာပြီးလူနေအိမ်တွေအပေါ်မှာပောက်ကွဲခဲ့တာပါဒါကြောင့်လေရင်ပေါ်မှာဆင်းနေလာတဲ့ခီးတွေတာမကပဲအဆောင်တွေအိမ်တွေမှာရှိတဲ့လူတွေလည်းလေရင်ပြုတ်ကျခြင်းရဲ့ဒဏ်ကိုခံစားခဲ့ရတာပါအဆောင်တွေမှာနေထိုင်တဲ့ចောင်းသားတွေလည်းကွယ်လွန်ခဲ့ရပြီးအိမ်တွေထဲမှာနေထိုင်နေတဲ့သူတွေလည်းထိခိုက်ကွယ်လွန်ခဲ့ရပါတယ်ထမင်းစားချိန်ဖြစ်တာကြောင့်အဆောင်မှာဆုတ်ပြီးထမင်းစားနေတဲ့ចောင်းသားတွေဟာလေရင်ကြီးသူတို့အပေါ်ပြတ်ကျလာမယ်ဆိုတာကိုလုံးဝမတွေးမိပဲအေးအေးလူလူနဲ့ချက်ပြုတ်စားတောင်းနေကြတာဖြစ်ပါတယ် ဒါပေမဲ့လည်းမထင်မှန်ထားတဲ့အရာဖြစ်လာတာကြောင့်သူတို့လည်းဘာမှလုပ်ချိန်မရလိုက်ဖဲအသက်ဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်။ဇာကမိုင်းလေးအတွင်းမှာဖြစ်ပျက်သွားခဲ့တာကြောင့်အကုန်လုံးလည်းကြောက်ရွံ့တုန်လှုပ်ခဲ့ကြရတာပါ။ လင်ရင်မှုကလည်းအထွေထွေပေါင်းများစွာရှိတဲ့ကျွမ်းကျင်တဲ့လင်ရင်မှုတယောက်ဖြစ်ပြီးတော့သူ့ရဲ့ပြန်တန်းချိန်စုစုပေါင်းဟာလည်းနိုင်ရီပေါင်း1200ရှိပါတယ်။ရင်မတော်တဆမှုမဖြစ်ခင်အချိန်မှာလည်းဌာနကိုအကူအညီတောင်းခဲ့ပြီးတော့မြင့်ပေ625ပြီကနေ AI171 လင်ရင်ဟာမြေပြင်ကိုထိုးဆင်းခဲ့တာပါ။ဒါဟာလင်ရင်မှုနဲ့ခီးတဲ့တွေလိုက်ပါစီနင်းခဲ့တဲ့ AI171 ရဲ့နောက်ဆုံးအချက်ပြမှုပဲဖြစ်ပါတယ်။လင်ရင်ပေါ်မှာလည်းဘဝအသစ်စဖို့အတွက်တနေ့ရက်ချားကိုသွားမဲ့ software engineer မိသားစုလည်းပါဝင်ခဲ့ပြီးတော့ 两家嘛，而差不多，厂年长就少克亚了吧？ ဒါပေမဲ့လည်းကန်ဆိုးစွန်နဲ့ပဲမတော်တဆမှုမှာပေါဝင်သွားခဲ့ပါတယ်။လရင်မလေးရဲ့ဖုံးကလည်းဝင်းနေတာကြောင့်မိခင်ဖြစ်သူကဝမ်းသာအားရနဲ့ခေါ်နေခဲ့ပေမဲ့မကင်တော့တာကြောင့်သမီးဖြစ်သူလေးကိုစိတ်ပူနေပြီးအယုံမိဝိုင်းဖြစ်နေပါတယ်။အဆောင်တွေမှာရှိတဲ့ចောင်းသားတွေကစိတ်ចောင်းသားတွေဖြစ်ပြီးသူတို့တွေအနားယူနေတဲ့အချိန်မှာလရင်ကသူတို့အဆောင်ပေါ်ကိုကြောက်လာခဲ့တာဖြစ်ပါတယ်။အနှစ်နှစ်လလစ조사ခဲ့ရတဲ့ပညာတွေဟာလည်းမျက်စိတမိတ်အတွင်းမှာပျောက်ွယ်သွားပြီးတော့အသက်တွေလည်းဆုံးရှုံးခဲ့ရတာပါ။ဘေးပဝင်းချင်းမှာလည်းအထီးကိုင်းများစွာဖြစ်ခဲ့ပြီးငိုတန်တွေအဟိတန်တွေဟာတခဏချင်းမ ှာပဲထွက်ပေါ်လာခဲ့တာပါအစောပိုင်းအချိန်တုန်းကတော့ပျော်ရွှင်စွာရှိနေခဲ့တဲ့လူတွေဟာလေရင်ကြီးထိုးဆင်းလာပြီးမီးလောင်ပေါက်ကွဲသွားတာကြောင့်အားလုံးဟာကြောက်ရွံ့တုန်လှုပ်ခဲ့ကြပါတယ်မိခိုးတွေကမှကိုချစ်ခင်ရတဲ့သူတွေကိုရှာဖွေရင်းစိုးရိမ်ပူပန်နေခဲ့ကြရတာပါဒီအဖြစ်ပြက်တွေကိုကြားသိခဲ့ရတဲ့ကဘာတဝန်းကလူတွေဟာလေကိုချစ်ခင်ရတဲ့သူတွေကိုမာနတွေမထားပဲအပြစ်တွေကိုခွင်လို့တင်နေစွာကိုနားလေသဘောပေါက်ခဲ့ကြပါတယ်။ပြည်သက်တို့ရောကိုချစ်ခင်ရတဲ့သူတွေနဲ့အတူတူရှိနေတဲ့အချိန်တိုင်းကိုတမိုးထားနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။